မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်30ထက်မှန်ရောက်ချမှာဖြစ်ကြောင်းလူဝင်မလရှိရကထုတ်ပြန်ခဲ့ပါသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုံငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ22သန်းနဲ့ထိုင်းဘတ်တန်တရာထပ်မံရောင်းချမှာဖြစ်ကြောင်းအော်တိုဘလာ28ရက်နေ့ကထုတ်ပြန်ပါတယ်။အော်တိုဘလာ21ရက်ကလည်းဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုံငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်30ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။အော်တိုဘလာ14ရက်နေ့ကဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုံငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ29သန်းထပ်မံရောင်းချခဲ့ပါတယ်။အော်တိုဘလာ ရှက်ကလည်းဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်30ထပ်မံရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ အော်တိုဘလာ၂ရက်ကလေဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25တန်ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။စက်တင်ဘာလ3ရက်ကလေဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဩဂုတ်လ5ရက်ကဒေါ်လာတန်30ဩဂုတ်လ13ရက်ကဒေါ်လာ32တန်ဩဂုတ်လ20ရက်နေ့က32တန် ။အော်ဂိုလာ26ရက်နေ့မှာဒေါ်လာ32တန်းဖြင့်အော်ဂိုလာအတွင်းဒေါ်လာ126တန်းထုတ်ရောင်းခဲ့ပါသည်။